်မင်္ဂလာပါရှင်ဧပြီလ12ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကို တင်ပြပေးသွားပါမယ်ရှင်မင်္ဂလာပင်လယ်ော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်ော်တို့မှာတိမ်သင့်တင့်ကနေတိမ်ထူတက်နိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာရခိုင်ကန်ယူရန်နဲ့မြဝကျွမော်ဒေသတွေမှာလေဟာအနောက်နောက်မြောက်ဘက်မှတနာယီ10မိုင်မှ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းနေငယ်မှလိုင်းတင်တင်ရှိနိုင်ပါတယ် တနင်္သာရီကံယူရန်နဲ့မုဒမခွေတို့ဘက်မှဒေဟာအရှိအရှိတောင်ဘက်မှတနင်္သာရီ9မိုင်မှ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှဲငယ်မှလှိုင်းတင့်တင့်ရှိနိုင်ပါတယ်။မိုးချီနေမှာသခိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ကြုံရွာနိုင်ပြီးတနင်္သာရီတိုင်းမကွေးတိုင်းကရင်နီပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ကြုံရွာနိုင်ပါတယ်။နေပူချိန်တွေမှာမြန်မာနိုင်ငံတဝန်းလုံးမှာနေပူချိန်တွေရော့ကျနိုင်ပါတယ်။ယူအခြေအနေမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြူတွေကျဆင်းမှုရော့ကျနိုင်ပါတယ်။